ဇာကယ်ရီဖာဆာရော်တန်ပွဲအတွက်နီးစနစ်သုံးသပ်ချက်အလုံးမင်္ဂလာပါခင်ဗျာ 3K5 စကနေပြန်လည်ပြီးတော့ဂျိုးဆိုပါရီ1165တရင်တာရှင်းလင်းပွဲမှာဇာကယ်ရီနဲ့ရော်တန်ဖေ့စ်အော့ဖ်လုပ်ခဲ့ပါတယ်ယင်းတော့ကလည်းသူတို့နှစ်ဦးကတောင်းနေတော့ရင်ဆိုင်တွဲဖို့ challenge လုပ်နေကြတာပါသူတို့နောက်ရင်ဆိုင်ထိုးမဲ့အချိန်ကိုပြိတ္တာတမ်းပေါင်းများစွာမျှော်လင့်နေခဲ့ပါတယ်။လာမယ့် Master 23ရဲ့1172ကြာရင်ပြိတ္တာတွေရဲ့မျှော်လင့်ချက်ပြည့်ပါပြီ။ The Iron Man Roll 10နဲ့ တနက်ထရဘုံ crash attack ဟဲရူကိုရင်ဆိုင်တွေ့ပါပြီဒီဘက်ကိုကိပောင်စင် super 5ဖြစ်နေကျဲပါသွားမှာဖြစ်ပါလိမ့်တကယ်နဲ့ rotan ကတိုက်စစ်သမားတွေဖြစ်လို့လဲတကယ်ကိုရင်ခုန်စရာပွဲကိုခံစားမှာပါတကယ်နဲ့ rotan ကနိုင်ပွဲဖန်ဆင်းမဲ့အားသာချက်နီးဗျူဟာကိုစီကိုပိုင်ဆိုင်ထားပါလိမ့်ဝမ်သမိုင်းလျှောက်အခမ်းအနားဆုံးတွဲဆိုင်နဲ့ပတ်သက်ပြီးတော့နီးဗျူဟာသုံးသက်ချက်ကိုတင်ဆက်ပေးခြင်းပါလိမ့်နံပါတ်1တကယ်ရဲ့ဘောင်စင်စွမ်းရည် K1 champion 3ချိန်ဖြစ်ဖို့သူတို့ ISK ကပောင်စင်ကပောက် champion ဆုလည်းပိုင်ဆိုင်ဖို့တဲ့ Takeru က ရော်ထန်ဘောင်ဆင်စကင်းနဲ့ဖိအားပေးမှာပါတာကယ်ရူကလက်သီးထွက်တာမြန်ပြီးတော့အဆုံးသတ်စွမ်းရည်ထမ်းမြတ်ပါတယ်ဝမ်ချမ်ပီယံရှစ်မှာတစ်ခါမှအလဲထိုးမခံဘူးတဲ့ရော်ထန်ကိုတာကယ်ရူအလဲထိုးခြင်းရင်ဘန်ချင်စွမ်းရည်ပြသနိုင်ပါမယ်စူပါလက်နဲ့ပွဲတော်ကတာကယ်ရူကလှပပြင်းထန်တဲ့လက်သီးတွဲလုံးတွေတုံးပြီးတော့စူပါလက်ကိုကြောင်းပိတ်ထိုးခဲ့ဘူးတဲ့တာကယ်ရူစီကနေလက်သီးတွဲလုံး၄၅လုံးလောက်ခက်မြမြန်ထွက်တာမြင်ရတယ်တာကယ်ရူကရော်ထန်ထက်ကစားမှုပိုပြီးတော့မြန်ပါတယ်ရော်ထန်ကန်စစ်ကစားရင်ချင်းကောင်လက်သီးတွဲလုံးတွေနဲ့တာကယ်ရူဖိအားပေးနိုင်ရလက်ကောင်းမှာပါ နံပါတ်1ရော်တန်စိတ်ဓာတ်ပြင်းထန်မှုတာခရုကတိုက်စစ်လိုက်လုံးအားကြီးလို့ချိန်ဟာကွက်တွေပေါ်လာတတ်တယ်ဒါရော်တန်တို့အခွင့်ကောင်းဖြစ်လာနိုင်ပါတယ်ရော်တန်လည်းပြိုင်ဘက်ကိုပိုင်ပြီးဆိုရင်လက်သီးတွဲလုံးနေနဲ့ချင်းချောင်းနိုင်စွမ်းရှိပါတယ်သူရဲ့မယမနာစိတ်ဓာတ်ပြင်းပြမှုကလည်းရော်တန်အာသာချက်ဖြစ်ပြီးတော့တာခရုတိုက်စစ်ကျုံရင်အတင်းလိုက်ထိုးကပွဲသိမ်းနိုင်စွမ်းရှိသူပါရော်တန်လက်သီးကွာဝေးထိန်းချုပ်ထိုးနိုင်စွမ်းကလည်းတော်လေးကိုကောင်းမှာပါတယ်နံပါတ်3တာခရုရဲ့ခံမအခက်တဲ့ခြေကံချက်တာခရုကကိပောင်စင်သဘာဖြစ်လို့ခြေကံချက်တွေကကဘာအဆင်ပါ ရော်တန်ရဲ့ပွဲမှာသူ့ရဲ့ခံမန်းခတ်ပြီးကြောက်စရာကောင်းတဲ့ကံချက်တွေကိုမြင်ရပါလိမ့်မယ်။ဂရာဒီလဲကစားခဲ့ဘူးသူတာကဲရူကခြေထောက်ထုတ်ပုံနဲ့အကွာဝေးထိန်းချုပ်တာကောင်းမှုပြီးတော့ခန္ဓာကိုယ်ဟန်ချက်တွေဥကောင်းကံချက်တွေနဲ့နိုင်ပွဲယူတတ်ပါလိမ့်။ရော်တန်ကသတိထားမယ်တာကဲရူရဲ့ကံချက်တွေပါ။နံပါတ်၄ရော်တန်စီကအောက်ပိုင်းကံချက်မြင်ရမလား။ရော်တန်ဘော်ရာကြီးစူပါလက်ကတာကဲရူကို leading kit တွေနဲ့ဖိအားပေးမှုတွေရော်တန်လည်းအဲ့ဒီ viewer ကိုတုံးလာနိုင်ပါလိမ့်။ရော်တန်လက်သီးအပြုတ်ကစားတာဖြစ်ပေမဲ့တာကဲရူစီက ကံကြက်တွေမထွက်အောင်အောက်ပိုင်းကံကြက်နဲ့အဟန်တားလုံးတင်ပါလိမ့်။ဒါပေမဲ့ထားခဲရွေးအမြန်နှုံးနယ်ကိပောင်စင်အာသာချက်ကိုရော်ထန်ပြန်ပြီးတော့တရီထားမယ်။ The Iron Man Rotan ကဆုံးမရှိမှတ်တမ်းနဲ့ဖျက်တမ်းနေပြီးတော့မွေတိုင်းတစ်ခုလည်းပိုင်နိုင်အောင်မဟုတ်ကြောင်းတတ်သိပြနေတယ်။ Dennis Brown ရဲ့ပွဲတော်ကရော်ထန်သူ့ရဲ့ကိပောင်စင်အရေးသွေးကိုပြတာနိုင်ခဲ့တယ်။ထားခဲရွေးကတော့ Nice နဲ့ကိုအောင်ဆိုင်ပြီးကစားတယ်။ပြန်ဖက်အားနဲ့ချက်ကိုရှာဖွေနိုင်စွမ်းနဲ့မြင်ပါလိမ့်။ရော်ထန်နဲ့ပို့ပြီးတော့ပွဲထိုးနေချိန်မှာတည်ငြိမ်သူပါ။ခြေကန်ချက်တွေ လက်သီးထိုးချက်တွေကောင်းမှုပြီးတော့ငယ်ဘွားကလေးကဂရာဒီနဲ့ကဲပေါင်းစိန်စနစ်တကျလေးကျင်လာသူပါဒီဘွားထာကဲရုတက်မွေးရမြေဂျပန်မှာထိုးရမှာဖြစ်လို့ပြိတ္တအားသာချက်ကပိုများနေပါတယ်ရော့ထန်ထာကဲရုကိုတင်းချိုင်းပို့ပြမယ်ဆိုပြီးတော့ကြွေးကြော်ထားတယ်ထာကဲရုကလည်းအနိုင်ရလက်ကလွဲပြီးတခြားမလို့ခြင်းမဟုတ်တကယ်ကြမ်းချမယ်ပွဲပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုဒီပွဲကလည်းစားစားပို့ပြီးတော့နီးလာဖြစ်တဲ့အတွက်ဒီပွဲနဲ့ပတ်သက်ပြီးတော့ရင်ခုန်သားဘလို့ရှိကြလဲပြောပြခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ